နမေကြီးဝါရင်မင်းသားတွေကိုကြော်တက်ခါတကားကိုသိန်းတထောင်ရရှိနေရတဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အေချမ်းမောင်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မင်းသားဖြစ်လာတာမကြသေးပေမယ့်နမေကြီးဝါရင်မင်းသားတွေအကုန်လုံးကိုကြော်တက်ခါရုပ်ရှင်တကားလည်းဒီပညာကြီးသိန်းတထောင်အထိဈေးရှိနေတယ်ဆိုတဲ့မင်းသားအေချမ်းမောင်ရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်တသစ္စမင်းသားတွေထဲမှာမင်းသားအေချမ်းမောင်ကတော့ သူ့ရဲ့လေးနက်လာတဲ့တရုတ်စာမှုတွေကြောင့်အချိန်တိုတည်းမှာပရိသတ်တွေရဲ့အားပေးမှုတွေများစွာရရှိလာခဲ့တယ်လို့အခုဆိုရင်အေဂျင့်မှာမီးရှုရှင်စကားကြီးနဲ့အကယ်ဒမီစုကောကတင်ပိုက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါရင်မင်းသားအေဂျင့်မောင်ရဲ့နှုပညာဆန်းတစ်ခုဟာရှော့တွက်လို့တော့မရပဲနဲ့အနုပညာသက်တိုတောင်းသေးပေမယ့်မြန်မာနိုင်ငံရဲ့ထိတ်တဲနှုပညာရှင်မင်းသမီးတယောက်ဖြစ်တဲ့မင်းသမီးဦးမောင်ရွှေရင်နဲ့ပါတွဲဖက်ရှိုက်ကူးရတဲ့အထိသူ့ရဲ့နှုပညာခွင့်ရတွေကအပြည့်ရရှိထားခဲ့တာပါပြီးခဲ့တဲ့နှစ်ကလည်းမင်းသမီးဦးမောင်ရွှေရင်နဲ့တွဲဖက်ရိုက်ကူးထားတဲ့တင်မကြီးရုပ်ရှင်က င်ကအများစွာအောင်မြင်ခဲ့တယ်လို့ဒီရုပ်ရှင်ဇာတ်ကားထဲမှာအေဂျင့်မောင်ရဲ့တရုတ်စာမှုတွေကဝိုင်းရင်မင်းသမီးဝုမုံရွှေကြီးကိုအမိလိုက်နိုင်ခဲ့ပြီးတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပါဒါကြောင့်လေမင်းသားအေဂျင့်မောင်ကိုဆွေဆုံရမင်းသားကြီးထိတဲမင်းသားတစ်လက်ဖြစ်တဲ့မင်းသားနေတို့ရဲ့နေရာကိုဆက်ခင်ရမယ်မျိုးဆက်တဲ့မင်းသားဖြစ်အလုံးကခံမဲပြောဆိုနေကြတာပါလက်ရှိမှာလေမင်းသားအေဂျင့်မောင်ဟာဝိုင်းရင်မင်းသားကြီးတွေနဲ့တွဲဖက်ခါဇိုးတထောင်ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေခဲ့တာဖြစ်ပြီးဒီရုပ်ရှင်တွေကသူ့ရဲ့ကာရီတာအတွက်လိုအပ်သလိုဂလုံးမတုံးကအပီပြင်း င်ကြံ့ရံ့ပြခဲ့တာပဲဖြစ်ပါတယ်။ကာရိုက်တာဘိုင်းမှာအားဆိုင်မှုကောင်းလာတဲ့အေဂျင့်မောင်ကိုချီချူပြောဆိုသူတွေရှိကြသလိုအချို့ကလည်းဝေဖန်ပြောဆိုကြတာတွေရှိနေရပဲဖြစ်ပါတယ်။ဒီရဲ့ဘိုင်းမှာတော့အမှုပညာတိုင်းဝိုင်းထဲကနေမင်းသားအေဂျင့်မောင်ရဲ့အမှုပညာခြေတရင်တီချာထွက်ပေါ်လာနေခဲ့ပြီးတော့မင်းသားအေဂျင့်မောင်ရဲ့အမှုပညာခြေဟာအကယ်ဒမီရရှိပြီးသွားတဲ့ကတိန့်တထောင်ထိထိုးတက်သွားတယ်လို့သိရပါတယ်။ မင်းသားကြီးချင်းမောင်ရဲ့လက်ရှိနှုပညာကြီးအားလက်ရှိမှာနမဲကြီးဝါရင်မင်းသားတွေဖြစ်ကြတဲ့မင်းသားနေတို့မင်းသားအောင်ရလင်းမင်းသားမြင့်မြတ်စတဲ့မင်းသားတွေရဲ့နှုပညာကြီးတွေအကုန်ကိုကြော်တက်သွားခဲ့တာပဲဖြစ်ပါသည်ဒီလိုနှုပညာကြီးသိန်းတစ်ထောင်ပေါက်တာနဲ့ပတ်သက်ပြီးလဲအနှုပညာလောကသားချို့ကမနေ့တနေ့ကမှမင်းသားဖြစ်လာပြီးအနှုပညာကြီးသိန်းတစ်ထောင်တောင်းနေခြင်းကိုမကျေနပ်သူတွေလည်းများစွာရှိနေရပဲဖြစ်ပါသည်မင်းသားကြီးချမ်းမောင်ကတော့အကယ်ဒမီရရှိပြီးအင်တာဗျူးတစ်ခုမှာအနှုပညာကြီးတက်ယူထားကြောင်းပြောဆိုပြထားပူပါသည်ဒီလိုနှုပညာကြီးသိန်းတစ်ထောင်တရင်ထွက်ပြီး ီမှာတော့အေးချမ်းမောင်ကဘသူ့ကိုမှသိန်းတစ်ထောင်မတောင်းမှုကြောင့်ပြန်လည်ညှင်းဆိုထားပြီးတော့သူ့ကိုမနာလိုတဲ့သူတွေကနမည်ဖြတ်နေခြင်းဖြစ်ကြောင်းဖြေရှင်းပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါသည်ပြည်သက်တရားတို့ဒီကိစ္စနဲ့ပတ်သက်ပြီးသိန်းတစ်ထောင်ဆိုလေပြီးရတဲ့သူငှားတဲ့သူရှိလို့ သူရတာနဲ့သူထိုက်တန်လို့ပေါ်ဆိုပြီးတော့ကောင်းပြောဆိုသူတွေရှိခဲ့တယ်လို့အချို့ကလည်းအေးချမ်းမပေါ်မှာဝေဖန်ပြောဆိုကြတာပဲဖြစ်ပါသည်ပရိသတ်ကြီးတို့ရောအမှုပညာကြီးသိန်းတထောင်ရရှိပါတယ်ဆိုတဲ့အေးချမ်းမရဲ့သတင်းပေါ်မှာဘလို့ထင်မိမိကြလဲဆိုတာကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ပါအောင်ရှင်အပြင်နောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့အမှုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ 叫啥子来着？